မင်္ဂလာနနက်ခင်ပါဂျေစုဘီယူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီဝိုင်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန့်မှန်းရှိနိုင်ပါတယ်ဒီလူရည်သွေးကတာမန်ဖြစ်တဲ့နေတာလုံးတွဲနေရာနဲ့ပြမှာဘိုးထစ်ချုံရွာမယ်အမြင့်ဆုံးပူချိန်က29ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပြုချိန်လင်းပြ စက်တင်ဘာလ26ရက်တောက်ကြနေ့2025ဖြောင်းမတ်ချင်းတရားကြောင့်စင်ရဲခင်ရလင်မူကမင်္ဂလာရှိကြ၏ဒီကချက်ရှင်ပေတရုဩဝါဒစာပထမဆုံးမခွန်အားစရာများအပိုင်း30ဖဲ့ရန်ချမ်းချက်ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး3ခန်းငယ်8မှ18အချုပ်ချာစကားဟူမူကသင်တို့ပေါင်းသည်စိတ်တည်ညီညွတ်တည်ရှိကြလောစိတ်ကြင်နာခြင်း ရည်ကိုခြင်းကဲ့သို့ချစ်ခြင်းတနာဆောင်မဲ့ခြင်းစိတ်နှိမ်ချခြင်းရှိကြလောတင်တို့သည် ကောင်းကြီးမင်္ဂလာကို မွေခံစေခြင်းလို့ငါခေါ်တော်မူသောသူဖြစ်သည်ဟုသိမှတ်၍ရှင်းချင်းပြန်တုံ့မမူပြန်၍မကဲ့ရဲ့မေတ္တာပို့ခြင်းကိုပြုကြလော အသက်ကိုမွေးလျော်စေ၍ကောင်းမွန်သောနေရတို့ကိုတွေးမြင်ခြင်းကအလိုရှိသောသူသည်မိမိရှာကို မကောင်းသောအရာနှင့်ကင်းလွတ်စေ မိမိနှုတ်ခမ်းလဲမှုသားစကားကိုမပြောစေနှင့်ဒုစရိုက်ကိုလွဲဆောင်၍သူစရိုက်ကိုပြုစေသူတစ်ပါးနှင့်အတင်းတင်းနေခြင်းကိုရှာ၍မိအောင်လိုက်စေအကြောင်းမူကားသာဝရပြားသည်ဖြောက်မှတ်တော်သူတို့ကိုကြည်ရှုတော်မူ၏သူတို့ဆုတောင်းခြင်းကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ပြုတော်သူတို့ကိုကသာဝရပြားသည်မျက်နှာလွဲတော်မူ၏သင်တို့သည်ကောင်းသောတရားကိုကျင့်တော်သူဖြစ်လျင်အဘယ်သူညင်စဲမည်နည်း ဖြောင်းမှန်းခြင်းတရားကြောင့်စင်ရင်ခံရလင်မူကမင်္ဂလာရှိကြ၏။သူတို့ဤချင်းချောက်ခြင်းကိုမကြောက်ကြနှင့်မထိတ်လန့်ကြနှင့်စိတ်နှလုံးထဲ၌သာရရှင်ဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလော့။သင်တို့မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသောသူရှိသည်များတို့အားနူးညံ့သောသဘောကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းကကာလအစဉ်မပြတ်အသင့်ရှိနေကြလော့။ခရစ်တော်၌သင်တို့ကျင့်သောအကျင့်ကောင်းကိုရှုတ်ချသောသူတို့သည်ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်ဆက်ကြောက်ခြင်းမရှိမီအကြောင်းသင်တို့သည်ကိုကိုကိုတိတော်စိတ်ကြည်လင်လျက်နေကြလော့ဖျားသခင်အလိုတော်ရှိလျင် သူစရိုက်ကိုပြု၍စင်ရဲခံခြင်းသည်ဒုစရိုက်ကိုပြု၍ခံခြင်းထက်သာ၍ကောင်း၏ခရစ်တော်သည် ကိုခန္ဓာအားဖြင့်အတိတ်သက်ခြင်းကိုခံ၍ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ငါတို့ကိုဖျားသခင်ထံတော်သို့ပို့ဆောင်ခြင်းကဖြောင့်မတ်တော်မူသောသူသည်မဖြောင့်မတ်သောသူတို့တွင် ဒုစရိုက်ပြစ်များကြောင့်တခါခံတော်မူ၏ရှင်မသက်ခရင်ကြံခန်းကြီးကခန်းငယ်30ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ရက်ညင်းစေခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ဒီနေရာမှာတော့ရှင်ပေတရုသည်ယုံကြည်သူတွေချင်းချင်းနဲ့ယုံကြည်သူတွေမဟုတ်တဲ့သူတွေနဲ့ဆက်ဆံရမှာခရိယန်တို့ရဲ့ဆန္ဒမူနာ ဖြစ်တဲ့တက်တာကို တင်ပြထားတယ်သူတို့ဖြင့် ဆင်းရဲဒုက္ခခံရတဲ့အခါမှာခန္ဓာရည်ရှိဖို့နဲ့ဘုရားသခင်ရဲ့စီရင်ခြင်းကိုယုံကြည်ဖို့ရင်တိုက်တွန်းထားခြင်းဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ယုံကြည်သူခရစ်ယာန်တွေချင်းချင်းဆက်ဆံရမှာစိတ်တကြည်တညွတ်တည်းရှိဖို့စီးလုံးညီညွတ်ဖို့တိုက်တွန်းတယ်နောက်ပြီးတော့မှအချင်းချင်းဆင်းရဲဒုက္ခနဲ့ခံစားချက်တွေကိုကိုယ်ချင်းစာစိတ်ရှိပြီးတော့မှ ကျင်နာစိတ်ရှိရမယ်ဒီကိုယ်ချင်းချစ်ပြီးတော့မှ ခိုင်မာတဲ့ချစ်ခြင်းမေတ္တာနဲ့ချစ်ကြရမယ် နောက်ပြီးတော့မှတနာဆုံမေတ္တာစိတ်နှိမ်ချတာတွေစတဲ့ရည်ချင်းတွေကိုလည်းကြိုးစားပြီးတော့မှလှုပ်ဆောင်ဖို့ရန်ဖြစ်တယ်။အပြစ်ကိုပြစ်နဲ့ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းမပြုကြဘို့ကဲ့ရဲ့ရှုပ်ချခြင်းကိုသူတစ်ပါးကကိုယ့်ကိုဖြူတဲ့အခါမှာပြန်ပြီးတော့မှကဲ့ရဲ့ခြင်းအပြင်ပြန်တုံ့မှုပဲနဲ့မေတ္တာပို့ခြင်းကိုပဲပြုကြဖို့ရန်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်သူတွေကို ခေါ်ယူခန့်တာခြင်းဟာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကို အတူတူအမွေခံကြဖို့ဖြစ်တယ်။ကျင့်ကျင်းအမင်္ဂလာတွေကိုပယ်ရှားဖို့ရန်ဖြစ်တယ်။အထူးသဖြင့်ကောင်းကြီးမင်္ဂလာကိုအမွေခံကြဖို့ရန်ဖြစ်တယ်။ဆက်လက်ပြီးတော့မှအပြောဆိုမှာလဲစင်ကျင်ကြဖို့ရန်တွေစာလံကျမ်းခန်းကြီး34ခန်းငယ်7နှစ်ကနေ36ကိုကိုကာဘရမပေါ်ပြထားတယ်။ကောင်းကောင်းမွန်မွန်နေထိုင်မှုလျော်ခြင်းတဲ့သူဟာကိုယ့်ရဲ့ရှာကိုကိုယ့်ရဲ့နှခံကိုကိုယ့်ရဲ့စကားကို မကောင်းတဲ့အရာနဲ့ကင်းလွတ်ကြစေဖို့ရန်ဖြစ်တယ်။ ကိုယ့်ရဲ့နှကမ်းမှာလည်းမှုသားစကားကိုမပြောမိစေဖို့ဖြစ်တယ်။သူ့စိတ်ကိုလွှဲဆောင်ဖို့မှာသူ့စိတ်ကို ပြူကြပါလို့တိုက်တွန်းထားတယ်။နောက်ပြီးမှသူတို့ဘာနဲ့တတ်နိုင်သမျှအသင့်တင့်နေဖို့ရန်လှုံ့ဆော်ပါလို့ပြောဆိုထားတယ်။ဘာကြောင့်လဲဆိုတော့ဖျားသခင်ဟာဖြောင့်မတ်တဲ့သူတို့ကိုကြီးရှုတဲ့ဖျားသခင်ဖြစ်တယ်ဖြောင့်မတ်တဲ့သူတွေရဲ့စုတောင်းခြင်းကိုလည်းနားထောင်တယ်ဒုစရိုက်ပြုတဲ့သူတွေကိုတော့မျက်နာလွဲတဲ့ဖျားသခင်ဖြစ်တယ်အဲတော့ ကောင်းတဲ့ကျင့်ကြံတွေကို ပြုမှုကျင့်ကြံနေရင်းနဲ့မှစင်ရဲခံရတယ်ဆိုရသည်ဖျားလက်ထဲမှာရှိတဲ့အရာဖြစ်ပြီးတော့မှကောင်းကြီးမင်္ဂလာကို ဖြစ်စေတဲ့အရာဖြစ်တယ်ဆိုတာကိုနားလည်ပါ လူတွေရဲ့ချိတ်ချောက်ခြင်းကိုမကြောက်နဲ့မထိတ်လန့်နဲ့ကိုယ်စိတ်ထဲမှာသာဝရဖျားကိုပဲကြောက်ရွံ့ယူသေးပြီးတော့မှဖျားလက်ထဲကို ကိုယ်အမှုအရာတွေကိုအံ့နံမှုရင်ဖြစ်တယ်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုယ့်ရဲ့မျှော်လင့်ခြင်းနဲ့ပတ်သက်ပြီးတော့မှသူများတွေမေးလာတဲ့အခါမှာ နူးညံ့တိမ်မွေးတဲ့သဘောကြောက်ရွံ့တဲ့သဘောနဲ့ပြန်ပြောဖို့အမြဲတမ်းအစဉ်သင့်ဖြစ်နေပါခရစ်တော်၌ရှိပြီးတော့မှကိုယ့်ရဲ့ကောင်းတဲ့အကျင့်တွေကိုသူများကလာဘုရားဝေဖန်တဲ့အခါမှာမဆက်ကြောက်နဲ့ကိုယ့်ကိုယ်ကိုတည်တဲ့စိတ်နဲ့ကြည်ကြည်လင်လင်နဲ့ဆက်လက်ဘုရားလှုပ်ရှားရှိတာကိုဆက်လက်လုပ်ကိုင်ဆောင်ရွက်ဖို့ရန်ဖြစ်တယ်ဘုရားသခင်လိုတော်တိုင်းဆိုရင်တော့ကောင်းတာတွေကိုပြုပြီးတော့မှစေဒုက္ခခန္ဓာသည်မကောင်းတာတွေကိုပြုပြီးတော့မှဆင်းရဲဒုက္ခခန္ဓာတက်ပေါ်ပြီးတော့မ တာရဲကောင်းနေခရစ်တော်ကိုယ်တိုင်လည်းသူ့ရဲ့ကိုယ်ခန္ဓာကိုတည်သက်ခြင်းကိုခံပြီးတော့မှဝိညာဉ်အားဖြင့်ရှင်သန်ခြင်းကိုရောက်ခဲ့တဲ့အတွက်ကျွန်တော်တို့အားလုံးကိုဖျားခင်ထံသို့ပို့ဆောင်ဖို့ရန်အတွက်သူသည်ဖြောင့်မတ်တယ်တိုးတော်လည်းပဲမဖြောင့်မတ်တဲ့သူတွေအတွက်ဒုစရိုက်ပြကြောင်သူသည်တခါခံခဲ့ပြီးတော့မှ ကောင်းဆုံးဆန္ဒမူနာကိုပြသခဲ့ပြီးပြီဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တက်တာမှလည်းသခင်ယေရှုခရစ်တော်ကဲ့သို့ကောင်းတဲ့အရာတွေကိုပဲဆက်လက်ပြီးတော့မှ ိတ်ကြည်ကြည်လေးနဲ့လှုပ်ဆောင်ပြုမှရှင်သန်နေကြဖို့ရင်ဖြစ်ပါတယ်ဆုတောင်းကြပါစို့မြတ်တော်ရရှင်သခင်သာရမြတ်စွာသောဘုရားဒီမနေ့ခင်းမှာနုတရှင်သန္တာတွင်အားလုံးကောင်းချီးပေးပါကျမ်းမာခြင်းညီသက်ခြင်းစိတ်လုံးလူပြည့်စုံခြင်းများဖြင့်ပြည့်စည်ပါဒီမိုသွင်းနေရတဲ့သူတွေကြောက်ကက်စေနေရတဲ့သူတွေစေုံစေခဲမှာတယောက်ကုသလက်ရှိသူတွေအားလုံးဒီနေ့ကျမ်းမာလျက်ပြန်လဲပြုမှာစေဝင်ဆင်းရအောင်ခွင့်ကိုပေးသနာရမူပါ တော်ရတောင်ထဲမှာပြေးလွာပုန်းချောင်နေရတဲ့စစ်ဘေးရှောင်များအလဲမှာကိုရရှင်ပါရှိပါမြန်ဆုံးငင်းချမ်းစီပါသူတို့ပုံမှာဘာပရမထပ်ပရမမဖြစ်စေဘူးလေကိုရရှင်သူပြင်ဆင်ွယ်ကာကောင်းကြီးပေးပါမတရားဖန်ကြီးချုံနှောင်ခန်းတွေလွတ်မြောက်စေပါမတရားစုဆောင်ခန်းတွေလည်းအကုန်လုံးလွတ်မြောက်စေပါသူသဖြင့်မြန်မာနိုင်ငံကြီးကိုကိုရရှင်လွတ်မြောက်ခွင့်ကိုပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လက်တနာခံဆုတောင်းကြပါရစေဗျာ Amen.